ခုကျန်ပိုင်ကတော့ထွန်းမြတ်ရာကျန်ခန်းကြီး၂၀ဖြစ်ပါရဲ့ခန်းကြီး၂၀အငယ်၁မှ၃၀ထိုအခါဘုရားသခင် မိန့်တော်မူသောစကားများဟူမူကားငါသည်တင့်ကိုကျွန်ခံနေရာအေဂုတ်တုပြည်မှကဲနှုတ်ဆောင်ယူခဲ့ပြီးသောတင်ဤဘုရားသခင်သာရဘုရားဖြစ်၏ငါမတပါအခြားသောဘုရားကိုမကူွယ်နှင့် အထက်မူကောင်းကင်၌၎င်းအောက်ရမြေကြီးပေါ်၌၎င်းမြေကြီးအောက်ရေထဲ၌၎င်းရှိသောအရာနှင့် ပုံတရံတူအောင်ရုတ်ထုစင်တုကို ကိုအဖို့မလုံနှင့်ဥမချဝမပြုနှင့်အကြောင်းမူကားတင်းဖျားသခင်ငါသာရဖျားသည်တင်၌အပြစ်ရှိသည်ဟုယုံလွယ်သောဖျားငါကိုမုံသောသူတို့၏အမျိုးအစင်အဆက်တတ္တိယအဆက်သရုဒ္ဓအဆက်တိုင်အောင် အဖရိအပြစ်ကိုသားတို့၌ဆက်ပြီးစီရင်တော်ဖျားငါကိုချိ၍ငါပညာတို့ကိုကျင့်တော်သူတို့၏အမျိုးအစဉ်ဆက်အထောင်အတောင်းတိုင်အောင်ဂိူနာကိုပြတော်ဖျားဖြစ်၏တင်းဖျားသခင်သာရဖျား၏နာမတော်ကို မှုတာနှင့်ဆိုင်၍မမွဲ့မဆိုနှင့်အကြောင်းမူကားနာမတော်ကို မှုတာနှင့်ဆိုင်၍မွဲ့ဆိုသောသူကိုအပြစ်မရှိဟုသာရဖျား မှတ်တော်မူ ဥပုံနေကိုတန်ရှင်းစေခြင်းကထိုနည်းရက်ကို အောင်းမေလော၆ရက်ပတ်လုံးအလုတ်မျိုးကိုကြိုးစား၍လှုပ်ဆောင်လော့တတမန်နေ့ရက်သည်တင်ဤဖျားတခင်သာရဖျားဤဥပုံနေဖြစ်၏ထိုနေ့၌တင်မဆ၍တင်ဤတန်သမီးကျွန်ရောက်ကြမိမတရိษံတင်ဤတကားတွင်၌နေသောဧသည်အာဂန္တုတီအလုတ်မလုတ်ရ ငယ်၁၇မှ၁အကြောမူကသာရဖျားသည်မိုးကောင်းကင်မြေကြီးတမုတ်တရာအရရ၌ရှိသည်များတို့ကို၆ရက်တွင်ဖန်ဆင်း၍တတမနေ့ရ၌ညီဝတ်စွာနေတော်မူ၏ထိုကြောင့်သာရဖျားသည်တတမနေ့ရကိုကောင်းချီးပေး၍တန်ရှင်းစေတော်မူ၏တင်းဖျားသခင်သာရဖျားပေးသနာတော်မူသောပြည်၌တင်းအသက်တာရှင်မိအကြောင်းတင်းမိဘကိုယိုသေးစွာပြုလော့ လူအသက်ကိုမတန့်နှင့်သူမယားကိုမပြစ်မှန်းနှင့်သူဥစ္စာကိုမခိုးနှင့်ကိုနှင့်ဆက်ဆိုင်သောသူတစ်ဖက်၌မမှန်သောတသက်ကိုမခံနှင့်ကိုနှင့်ဆက်ဆိုင်သောသူ၏အိမ်ကိုတတ်မဲ့လူကျင်သောစိတ်မရှိစေနှင့်ကိုနှင့်ဆက်ဆိုင်သောသူ၏မယားသူ၏ကျွန်ယောက်ျားမိမနွားမြဲမှဆက်၍ကိုနှင့်ဆက်ဆိုင်သောသူ၏ဥစ္စာစုံတစ်ခုကိုမျှ တတ်မဲ့လူကျင်သောစိတ်မရှိစေနည်းဟုမိန်တော်မူ၏အငယ်၈မှ26လူအပေါင်းတို့သည်မိုးချုံခြင်းလျက်ပြက်ခြင်းတပိုးတံမီခြင်းတောင်တဲကမိโกထွက်ခြင်းအကြောင်းအရာတို့ကိုမြင်သောအခါကြောက်သောကြောင့်ရွှေ့၍အဝေး၌ရပ်နေကြ၏မောရှိကိုလည်းအကျွန်ုပ်တို့အား ိုတော်မိန်တော်မူပါ ကျွန်ုပ်တို့သည် နားထောင်ပါမည်ကျွန်ုပ်တို့အားဖျားသခင်မိန်တော်မမူပါစေနှင့် ကျွန်ုပ်တို့သည်တည်မီကိုစိုးရိမ်ပါသည်ဟု ရောက်ဆိုကြ၏မောရှိကလည်းမစိုးရိမ်ကြနှင့်သင်တို့ကိုစုံစမ်းခြင်းဟံ၎င်းသင်တို့သည်ပြင့်မှားခြင်းနှင့်လွတ်မြေ့အကြောင်းကိုရော့ကိုကြောက်စေခြင်းဟံ၎င်းဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အားပြောဆို၏လူများတို့သည်လည်းအဝေး၌ရပ်နေကြ၏မောရှေမူကားဖျားသခင်ရှိတော်မူရာထူထပ်သောမှောင်မိုက်သို့ချဉ်ကပ်လေ၏ထာဝရဖျားကလည်းဤဒေလာအမျိုးသားတို့အားပြန်ပြောရသောစကားဟုမူကားငါသည်ကောင်းကင်ဘုံမှတင်တို့နှင့်နှုတ်ဆက်ကြောင်းကိုတင်တို့သည်သိမြင်ကြပြီငါကိုကိုးကွယ်သောအမှု၌ကိုသုံးဖို့ငွေဖျား ရွှေဖျားကိုမလုရငအဖိုမြေရစ်ပလင်ကိုတည်မည်ထိုပလင်ပေါ်မှာတင်ဤမိရှုသောရစ်မိတ္တဟာရရစ်ဒီဟုသောတင်ဤတိုးနွားတို့ကိုရစ်ပူဇော်ရမည်ငါအခွင့်ရှိ၍ငါနာမကိုကူးခွေရာအရက်ခတ်သိမ်းတို့၌တင့်စီတို့ငါကြွလာ၍ကောင်းချီးပေးမည်တင်သည်ကြောက်ရစ်ပလင်ကိုငါဖို့ တဲလင်စစ်တော်ကြောက်ကိုမတဲရတန်တစာပါ၍တဲသောရစ်ပလင်သည်ညဉ့်ညူးခြင်းရှိ၏တင်၌ရှက်เสียအကြောင်းမထင်မပေါ်စေခြင်းဟံရစ်ပလင်ပေါ်သို့လှေကားဖြင့်မတဲရဟု မိန်တော်မူ၏โอเคနောက်ချက်ပိုင်းမှာပြန်တွေ့ကြမှာเนาะဘိုင်ဘိုင်